ိတ်သက်တို့အားလုံးလေးမင်္ဂလာပါရှင်။ Wayan Goes Na YouTube Channel ကနေပြန်လည်ပြီးမှကြိုဆိုလိုက်ပါရစ်။ကျမတို့ရဲ့ Channel လေးကဆိုရင်တော့ပရာလောကဇလံကောင်းလေးများစွာနဲ့ဖြစ်ရမယ်ဇလံကောင်းလေးများစွာကိုတင်ဆက်ပေးနေတဲ့ Channel လေးပဲဖြစ်ပါရစ်။ဒီနေ့မှာတော့ပရိသတ်ကြီးအတွက်36ပိုက်ပူပေါ်မှာကျုံနေတရေဆိုရင်ပရာလောကဇလံကောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစ်။ဇလံကိုမတင်ဆက်ခင်မှာတော့ကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ခဲ့ပြီးဖို့တောင်းဆိုချင်ပါရစ်။ ဗီဒီယိုသင်လေးတွေတင်နိုင်မှလည်းပရိသတ်ကြီးသိရှိဖို့အတွက်လူဒီပဲခေါလန်းလေးကိုနှိပ်ပေးသွားကြဖို့မမေ့နဲ့နော်။ကဲဒါဆိုရင်တော့ဇလန်းကိုအခုပဲစတင်လိုက်ပါတော့မယ်။တရက်သကုံမြောက်ပိုင်းမျိုးနေရှိကုံပရိသားမှတ်တိုင်မှာဦးဝင်းလွင်နေစုံလိုက်တာကြောင့်မှတ်တိုင်နီးမှာဖွင့်ထားတဲ့မဟာရန်ကုန်လက်ဖက်ရည်ဆိုင်တွင်ကိုနှစ်ယောက်သာဝင်ခဲ့ကြတယ်။ဦးဝင်းလွင်ကလွန်ခဲ့သော15နှစ်ခန့်က36ဘိုက်ဘူးကောင်းမောင်းခင်ဘိုက်ဘူးကားများမသိန်းခင်ရှင်နေခန့်က ကာကျင်ပုတ်တိုင်းမှုကာလူမောင်မှုနဲ့လိုင်စင်ပိတ်သိမ်းခြင်းခံလိုက်ရတယ်။အမှုပြီးတဲ့အထိတိမ်းထားမင်းအမှုအကြီးအသေးပုံမှုတီးပြီးလိုင်စင်ပြန်ပေးမယ်လို့ဆိုရင် အမှုကတန်ကြေးဆောင်ဖို့အမိန့်ချပြီးလိုင်စင်ပြန်လျှောက်ရမယ်လို့ဆိုလာတဲ့အတွက်လိုင်စင်ပြန်မလျှောက်တော့ရင်ကာမောင်ချင်းကိုထာဝရဆွံ့တော့ခင်တာဖြစ်သူဟိန်းစုနဲ့တမတ်ဖြစ်သူအောင်စိုးဦးရောကတော့ကားလိုင်းလောကတွေမှာဒရိုက်ဘာများအဖြစ်ဆက်လက်ရှိနေကြတယ်။ဟိန်းစိုးက36ဘတ်ကား အောင်စိုးဦးဟာ37ဘတ်စကောင်မောင်းကြတယ်။အခုဘတ်စကောင်များတင်စီလိုက်ပြီးထိုလိုင်းနေရာမှာမြစ်တာလိုင်းတစ်ကအဆောင်ဝင်လာတယ်။ဟိန်းစုံနဲ့အောင်စိုးဦးတို့ကဘီယံကားလိုင်းကိုပြောင်းရွှေ့ခဲ့ကြတယ်။ဦးရဲလွင်နဲ့လက်ဖက်ရည်ဆိုင်ထိုင်ကြရင်ပေါ်စိမ့်နဲ့ပလိန်တစ်ခွက်စီမှားလိုက်ကြတယ်။အခုသူဟာဆောင်းလင်းရေးကန်ထရိုင်းရဲ့လက်ထောက်လုပ်ငန်းကြီးတဲ့တာဝန်ခံအဖြစ်လုပ်ကိုင်နေကြောင်းပြောပြတယ်။ဦးရဲလွင်ကကျွန်တော်ထက်အသက်15နှစ်ခန့်ကြီးတယ်။ဒါကြောင့်မေကျွန်တော်ကသူ့ကိုအကိုကြီးလို့ခေါ်ခဲ့တယ်လို့ ။သူကကျွန်တော်ကိုယဉ်သိမှုရှိခဲ့တဲ့အချိန်မင်းနဲ့ငါနဲ့တောင်ခေါ်ပြောဆက်ဆံခဲ့တယ်။သူနဲ့ကျွန်တော်တို့လွန်ခဲ့တဲ့၆နှစ်ခန့်ကအိမ်ကြီးချင်းဖြစ်ဆုံးခဲ့ရောကခင်မင်းခဲ့ခြင်းဖြစ်တယ်။၃နှစ်ခန့်လက်ဖက်ရည်ဆိုင် ထိုင်ပေါ်ထိုင်ပတ်ဖြစ်ရောကသူတို့မိသားစုအိမ်ပြောင်းသွားတယ်။ဒါကြောင့်မင်းတဦးနဲ့တဦးမတွေ့ခင်တည်းမှာ၃နှစ်နီးပါးရှိခဲ့ပြီ။ငါတို့မစုံပြစ်ပေမယ့်မင်းတည်င်းကြရင်ရုပ်ပြမရေးတော့ဘင်းတရေဇလန်နေရေးနေလေဆိုဟုတ်လားကျွန်တော်အရင်ရုပ်ပြရေးကြတဲ့အခါကံဘီရဇလန်နေရင်းနေ ကိုရိုင်းတရုတ်ဖို့ခဲ့နော်အခုကံပီရနဲ့ဆက်နေတဲ့တရေဆက်လန်တွေပြောင်းရင်တော့အခက်အခဲသိပ်မရှိပါဘူးရုပ်ပြခေကလည်းခေမရှိတော့တယ်လို့ဖြစ်သွားတယ်ခလေးရုပ်ပြကတုံးနေလောက်ပင်ကျန်းတော့တယ်ဒါနဲ့အကိုကြီးတရေချောက်တာခံရဘူးလားကြောကြားဘူးရင်လားစဉ်းစားကြည့်စမ်းမောင်းအင်းစဉ်းစားလိုက်အောင်မေးစဉ်းစားစမ်းမောင်းအကြောင်းအရာလေးတစ်ခုလောက်လောက်သိရင်ဇလန်းတပုတ်တော့ရနိုင်နေဟာဟုတ်ပြီတတိယပြီကားမောင်းစဉ်ကနှစ်ကြိမ်တရေနဲ့ဂျုံဘူးနေ ချောင်းလန်းတာတော့မဟုတ်ဘူးကွာကားလိုက်စီပါอืมတတိယပြီငါလိုပဲငါတငယ်ချင်းတယောက်ကားကိုလေကားစီးဘူးနေဟာကောင်းတာပေါ့ကဲပြောပြဦးဝေးလွင်ကလည်းသူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့တရေအကြောင်းကိုစတင်ပြောပြပါတော့နိသကုံမျိုးသည့်အရှိပိုင်းမျိုးနေ73ရက်ကွန်းကက်စတေးတဲ့ဆိုင်မှာညနေစောစောကရင်ကကားကိုတန်းစီထားတာကြောင့်ညာစင်နိုင်မထိုးခင်ကက်စပြေလို့ PC ခင်ခါတိုင်းလမ်းချင်းတောင်းဆုံးခေါမှဝင်ပြီးတော့နေတန်းစီရင် မနက်3နာရီ4နာရီမှာအလဲရောက်တယ်။ထိုအခါမျိုးဆိုရင်လူဆောင်ငါးပြီးတော့ဂတ်စတေးရတယ်။အခု10နာရီခန့်ဂတ်စပြေးပြီးတဲ့အတွက်ဂိတ်ကိုပြန်မောင်းကောင်းမနက်စောစောအလဲကြဂိတ်မှာထွက်နိုင်ဖို့133ရက်ကွက်36ဘတ်အစိမ့်ခရင်ကိုပြန်မောင်းလောင်ခဲ့။ဦးဝေလွင်တို့အိမ်က125ရက်ကွက်မှာရှိရင်ကာခဲ့ရဲ့အရှိဘတ်ရက်ကွက်ဖြစ်တယ်။အိမ်ထဲဂိတ်ကလည်းတိတ်မဝင်။ဂိတ်ရဲ့အနောက်ဘက်ရက်ကွက်က133ရက်ကွက်ဖြစ်တယ်။ညနေရစပယ်ယာမြဝင်းကို ကဲဆောင်ခိုင်းထုတ်မယ်လို့စိတ်ကူးတယ်။မြောင်ဝင်းဟာ156ရက်ကွက်မှာနေတယ်။သူကလေးစီကံပြန့်စီအောင်ပေါ်လာတဲ့အတွက်ဥယေလွင်ကိုရိုင်းကဲလာထုတ်ခြင်းဖြစ်တယ်။ကားကိုကျန်စစ်သားလမ်းတိုင်းမောင်းလောင်ခဲလိုက်ပြီးဖုန်ကြီးကြောင့်ဝေးလန်းဆုံးကိုအရောက်133ကိုသွားဖို့ကားကောင်းကိုတင်လိုက်တယ်။ဖုန်ကြီးကြောင့်ဝေးလန်းဆုံးမှာလိုင်းကားတော်တော်များများညအိတ်ရန်နာကြတယ်။လမ်းပေါ်မှာလူးဆိုလို့မရှိတော့လိုင်းကားများလည်းမထွက်ကြတော့တစီအချို့သာသွာလာနေကြတယ်။ဦးရီလွင်ကောင်းကိုစမောင်းလိုက်အောင် တက္ကသိုလ်မောဝရှေးမတ်တိုင်နီးကိုပင်ရောက်ရှိလာထိုမတ်တိုင်မှာအသက်40နီးပါးရှိ လူတယောက်ကားကိုတားနေဦးအင်းလွင်ကကားကိုရက်ပေးလိုက်တယ်ဘယ်သွားမလို့နေရက်ွက်ထိတ်ကိုလိုက်ချင်လို့လာတက်ရက်ွက်ထိတ်မတ်တိုင်က133ရက်ွက်အဝင်မတ်တိုင်ကိုခေါ်ခြင်းဖြစ်တယ်ထိုလူက driver အနောက်ဘက် အတက်အစင်းအပေါက်ဘေးတိုင်ကိုမှထိုင်ပြီးသူ့လက်ထဲမှာအသင်ကင်ထားတဲ့ပတ်စံကိုလှမ်းပေးနေတယ်ဦးအင်းလွင်ကသူ့ပေးတဲ့200ရံပတ်စံကိုလှမ်းယူလိုက်တယ် ကျော်ကျော်ပိုင်းကကာကာဘက်ဆံမတောင်းတော့ဘူးလို့စိတ်ပိုင်းဖြတ်ထားတယ်။အခုမတောင်းမင်းနဲ့လမ်းပေးနေတာကြောင့်ယူလိုက်တယ်။ဆရာကြီးပြန်အမ်းဖို့တရားမပေါင်။ဂက်ဆိုင်မှာအကျွေကြီးကုန်နေ။ဟာဒီနေရာလုံးယူလိုက်ပါ။ဒီအချိန်ဆိုရင်နှစ်ယောက်မကတက်မိုင်။နေကင်းကားကဟာ133ခရင်မခွန်ရှင်လန်းစုံ90ကျပ်ခွန်ရှင်လန်းစုံမဖေးလီ90ကျပ်ဖေးလီမစံပြစိ90ကျပ်ကြောင်းရင်အချိန်ဖြစ်တယ် ညာပိုင်းကြီးညောင်ရင်တစ်ဖက်ကို၁၀၀ကျပ်ယူရင်အခု၂၀၀တန်ကိုပြန်အမ်းဖို့ပတ်စံအောင်အိတ်ထဲမှာ900တန်နဲ့ရွက်သားရှိတယ်။ထိုလူအားကြည်ကြည်နက်နက်ပြောပြီးပေးနေတဲ့အတွက်ပတ်စံအိတ်ထဲကိုထည့်ပြီးမောင်းလာခဲလိုက်တယ်။တဦးနဲ့တူအနီးကမ်းမဟုတ်တာကြောင့်စကားမပြောဖြင့်သူပေးတဲ့900တန်ကိုကားခဲရောက်တော့လက်ဖက်ရည်တစ်ခွန်းနဲ့စီကရက်၃လိမ့်ရတယ်။တကုံအရှိပိုင်းမီတာရုံးလွန်တာနဲ့133နာနီးအရှိပိုင်းမျိုးနေရင်ရုံများရှိရင်စူပောင်းရုံမှတ်တမ်းရှိတယ်။ ကားကိုဆက်လက်မောင်းထွက်လာရင်လမ်းတစ်လမ်းမှတ်တိုင်မှာယောက်ျားတစ်ယောက်အမျိုးသမီးတစ်ယောက်နဲ့ကလေးမတစ်ယောက်တို့ကားမီးရောင်အောင်မှာလက်ပြပြီးကားကိုတားနေထိုလမ်းတစ်လမ်းဟောင်းတကုံအရှိပိုင်းမှာစမူစုံကိုဖြတ်ကောင်းတကုံတောင်ပိုင်းအထိသွားနိုင်နေလမ်းဖြစ်တယ်အခုမိသားစုသုံးယောက်ကတကုံတောင်ပိုင်းမြို့နယ်မှာလာတဲ့သူများလို့ထင်လိုက်တယ်ကားကိုရပ်ပေးလိုက်တယ်ဟာကျွန်တော်မိတ်ဆွေတွေပဲလာကားပေါ်တက်ကြကားအနောက်ဘက်အပေါက်ကနေခိုတွဲလာကြတယ် ။ရှေ့မှာထိုင်နေသူဟာခုံများရှိရာကိုထားသွားပြီ။နောက်ကြလာကြည်လား။နောက်ကြစုစားစရာလှည့်ပတ်ရှောင်းနေလို့အခုမှပဲဒီကိုပြန်ရောက်တယ်။ကဲကားပေါ်ရောက်ပြီကားကပေးလိုက်ကြအောင်။အော်ဟုတ်ပါရဲ့။ယောက်ျားဖြစ်သူဟာတတိပေးလိုက်မှဇနီးဖြစ်သူဟာတတိယသွားဟန်နေ။နေရာတန်တရွက်ကိုဦးဝေးလွင်ထိုင်နေတဲ့နေရာကိုလာပေးတဲ့အတွက်ယူထားလိုက်တယ်။၃ယောက်ကိုနေရာတန်စီပေးတဲ့အတွက်အကျွေးအကြောင်းပြောမနေတော့ကားဆက်လက်ထွက်လာခဲ့လိုက်တယ်။ သူတို့အုပ်စုကားနောက်အပေါက်မှာရှိနေထိုင်ကုန်မှာထိုင်စကားတွေပြောနေကြတယ်အားလုံးရက်ွက်ထိတ်မှာပင်စိမ့်ကြမှာဖြစ်တဲ့အတွက်ဘာမှမမေးတော့ဘူးဥေးလွင်စိတ်အေးလျင်ရှေ့ကိုကြည့်ပြီးမောင်းလောင်ခင်ရှေ့မတိုင်ပါရဖြို့ရက်ပေးမင်းရက်ွက်ထိတ်ရောက်ဖို့နည်းနည်းလိုသေးတယ်သူတို့ပြောနေနေရနဲ့မတိုင်ကဂိုင်း20လောက်လိုသေးတဲ့အတွက်မတိုင်ကိုရောက်တာနဲ့ရက်ပေးလိုက်တယ်ဟင်ကားရရသည်ချင်းနောက်ကြည့်မှမှကြည့်လိုက်တယ်တရားမှမရှိတော့ ဆဆောဟာပြောပြီးပြီးချင်းခုံချလိုက်တာလားမဖြစ်နိုင်မိမလေးပါရင်ခလေးလေးပါရင်ကားအရှိန်မတက်ခင်စင်းနိုင်မှာမဟုတ်ကားအပေါ်မှာမီးလုံးများထုံမထောင်ဒရိုက်ဘာနောက်အစင်းတက်မှာထုံထားရင် မီးလုံးအယောင်ကလည်းဥွေးလွင်တဲ့အမတ်တမဲဖြစ်သွားတယ်ရက်ွက်ထိတ်လန်းနေလေစင်းသွားတာကိုမတွေ့ဘေးနှဖက်ကိုရှောက်လာကြတာကိုလည်းမတွေ့ကားနောက်ဘက်မှာရှိတဲ့ကားလမ်းပေါ်မှာလည်းလူမရှိအင်းဒီလူ၃ယောက်နဲ့ကလေးမလေးလူတွေမှဟုတ်ရင်လား ။ဇဝေးဇဝါတွေးပြီးကားမောင်းထွက်ခဲ့တယ်။ကြောကြားထဲရောက်တော့လက်ဖက်ရည်ဆိုင်တွင်မှလူများစုပြုံထွက်လာတာကိုမြင်လိုက်တယ်။ဆိုင်တွင်မှပြရတဲ့ဗီဒီယိုကပြီးသွားတဲ့အတွက်ထွက်လာခြင်းဖြစ်တယ်။ဦးအေးလွင်ကဲဆိုင်မှာကားဆောင်ရင်ဆိုင်ထမင်းဝေစားထားပြီးပြီဖြစ်တဲ့အတွက်အိမ်မပြန်ခင်လက်ဖက်ရည်တောက်ဖို့စိတ်ကူနေလူရှင်းသွားတဲ့ဆိုင်တွင်ကိုကားပေါ်အားနေစင်းကောင်ဝင်ခဲ့တယ်။ပလိန်တစ်ခွက်နဲ့ဆေးလိပ်ချခိုင်းလိုက်တယ်။ကော်ဖီမိတ်ကိုအမြန်ဖြော်တော့လိုက်ပြီးပက်ဆန်ရှင်ဘူးအိတ်ကတင်ကနေရာနဲ့နှရွက်ကိုထုတ်ယူလိုက်တယ် ဟင်မဟုတ်သေးမလက်ထဲမှာပါလာတာကနေရံများမဟုတ်ပင်တရင်စာဆက်ကူအဟောင်းအပြက်လေးနှိမ့်ရဖြစ်နေတေးကြောင့်အိတ်ကတ်ထဲမှာရှိသည်မြအားလုံးကိုထုတ်ယူလိုက်တယ်ခက်ဆိုင်ကအပြန်ပူငွေ900ရံနှိမ့်ရတဲ့ပါလာနေရံနှိမ့်ရနေတူတာဆိုလို့ဘာမှပါမလားဒီတိုင်းဆိုငါကောင်းဖို့မှာပါလာတဲ့၄ရောင်လုံးတရေတွေဖြစ်မယ်ကာကောက်တရင်စာဆက်ကူတွေနဲ့ဖတ်စင်းပြီးပေးသွားတာပဲပေးတော့900ရံနေအခုဆက်ကူတွေဖြစ်ကုန်ပြီ။ ဖူးငါမှာပက်ဆန်အပူဘာလို့တော်သေးတယ်သူတို့ပက်ဆန်ကိုအာကိုပြီးထိုင်ပြီးလုံအောင်ဆောက်ရက်ကွဲပြီးပဲရက်ကွက်ထိတ်နှောင်းမှာပဲအကုန်ဆင်းသွားတာဆိုတော့အဲ့ဒီနားမှာနေတဲ့တရေတွေပဲဖြစ်မယ်ထို့နောက်တရေကြောင့်စင်းဆောင်မနေတော့ဘင်းကားဘော်တက်ကဂိတ်စီကိုစမောင်းခင်ဂိတ်မှာလာထိုးလိုက်တဲ့ကားငါးစီးကန်ရှိနေပြီ gas အခက်အခဲကြောင့်ကားဂိတ်မှာကားနေနေခြင်းဖြစ်တယ်မနေ့ပိုင်းဆိုရင်ဂိတ်မှာကားတွေပြည့်နေပြီဖြစ်တယ်တချို့ကကားပေါ်မှာအိမ်နေကြတယ် တချို့ကတော့အိမ်နီးရင်ပြန်အိတ်ကြတယ်။ဦးအေးလွင်ကကားကိုဂိတ်ထိုးပြီးယူစရာရှိတာတော့ကိုရှုကအိမ်ကိုပြန်ခဲ့တယ်။အိမ်ကကားဂိတ်နဲ့တိတ်မဝေးနဲ့125ရက်ကွက်မှရှိ။အိမ်ကို10မိနစ်ပင်မလျှောက်လိုက်ရ။အိမ်မှာအားလုံးအိတ်နေကြပြီဖြစ်တဲ့အတွက်ခဏမျှသာထိုင်ကအိမ်ရဝင်ပြီးအိတ်လိုက်တော့ရင်အဲဒီနောက်ပိုင်းဦးအေးလွင်ကဆက်လို့ပြောပြန်တယ်။သူကားမလိုင်စင်အသိခံရပြီးကားမမောင်းဖြစ်ပေမဲ့လိုင်းတွင်သားဖြစ်သူလည်းရှိမိတ်ဆွေအများလည်းရှိတော့ကြောင့် အားတဲ့အချိန်ဂိတ်ကိုမကြောက်ခနာရဖြစ်တယ်။သူတရင်နဲ့ကြုံခင်းရပြီ။နောက်သုံးနှစ်အကြာမိတ်ဆွေဖြစ်တဲ့ဦးပဲဦးနဲ့ဆိုင်တိုင်းကြိုင်။ညောင်ခွန်ရှင်လန်းဆောင်မှာညာကိုနိုင်ကကောင်းမလို့ပြန်လာခင်။ကားပေါ်မှာခီးတယ်မပေါ။စပယ်ရတာပါခင်။ဦးပဲဦးကကောင်းမလာရင်တက္ကသိုလ်မဟုတ်ပါအမှတ်တိုင်းလွန်ပြီ။မီတာရုံမှတ်တိုင်းအကျော်တကုံတက္ကသိုလ်ကိုသွားရင်ရထားလန်းဆောင်အနီးမှာဘိုက်ကြီးတဲ့တယောက်နဲ့အမျိုးသမီးကြီးတယောက်တို့ကားကိုဓာနေကြတယ်။ အားကိုရက်လိုက်စမစပိတ်ဟာမကြည်မနဲ့နေထအောင်ပိုင်းအဖိုးကြီးရလေမိမတွေကားရခိုင်းရက်တော်တာပဲဘိုက်စားပြီးပြန်36ခွာဂိမ်းမှလိုင်းသိမ့်ပြီးမနဲ့ပြန်အစိမ်းလိုင်းကိုဝင်ရမှာဖြစ်လို့133ရှိ အစိမ်းဂိမ်းမှာဂိတ်ထိုးဖို့မောင်းနေလာခြင်းဖြစ်တယ်သူတို့အိမ်က125ရက်ွက်မှရှိနေကဲအတော်ကြီးတို့ဖယ်သွားမှာလေလိုင်းကမဟုတ်ဘူးနော် သိပါရဲ့ကွယ်အရေးကြီးလို့ပါအတော်သမီးမွေးကန်ဒီဖွားကန်ဒီစိုက်ကားလည်းမရှိဘူး ကားလည်းရှာမရလို့လိုင်းကားများလာလို့လာညာစောင့်နေတာပါ။သူ့ယောက်ျားမပါပဲမိမကြီးပဲလာရလား။တက်လို့ရလား။ရရင်တက်။ရရင်ရရင်။အရှိပိုင်းစင်းရုံအသေးစောက်ထားသည်မှာတနည်းပင်မကြသည်။ရုံပေါင်းစုံမှတ်တိုင်မရောက်ခင်စေယုံမှတ်တိုင်ဖြစ်လို့လမ်းကြုံနေအတွက်တက်ခိုင်းပြီးကားကိုမောင်းထွက်ခဲ့။ကဲအဖိုးကြီး။ဘိုက်ကြီးတွေပါလာတယ်။ကားကိုမမှန်သာမောင်းတော့တော်ကြကားပေါ်မှာမွေးနေလို့ဟုတ်ပြီဖြစ်နေုံပဲ။စပယ်ယာညိုးပင်က ဦးဘဲဦးအနီးခုံမှလာချိန်ပြီးနေကင်းကကားနောက်မှာတွေ့စည်းတဲ့လူများကြောင့်ရှင်ထင်းရဲ့အဖမ်းခံရတဲ့အကြောင်းမတိမနဲ့နဲ့အာပေါင်းအရင်တန်တန်နဲ့ပြောလာတယ်။ဟာအာစရိစေယုံမှတ်တမ်းရောက်ပြီးရှက်အောင်မင်းစကားတွေလာပြောနေတော့တတိမိသွားတယ်။မြို့ဖေရဦးဘဲဦးကိုကားရက်ခိုင်းရင်အနောက်ကိုတတိပေးဖို့လှည့်ကြည့်မောင်းဟင်ကားပေါ်မှာဘသူမှမရှိဘူး။မြို့ဖေရကားဘက်အနောက်ပေါ်မှာထွက်ရရင်မောင်းစရာရေမောင်းဘသူ့အုံမှာပါမလားတလို့ ဘသူမှလည်းအောက်မှာမရှိဘူးပြဿနာပဲလမ်းသင်းမတိုင်မှာကျွန်တော်နောက်ကိုကြည့်မိတော့သူတို့ရှိသည်နောက်ပိုင်းစကားကောင်းသွားတာနဲ့သူတို့သတိမထားနိုင်မိဘူးနောက်ပိုင်းဂိတ်မှာတရင်ကြားရတယ်ဈေးရုံလာတက်ပြီးကလေးမမွေးနိုင်လို့ကလေးမိခင်သေးသွားပြီးတပတ်မကြောင်အိမ်မှာမမမကြမ်းဖြစ်နေတဲ့အမေအိုကြီးလေးတမီးစိတ်နဲ့သေးသွားခဲ့တယ်တဲ့တန်လန်းစုံနာတဲတဲမှာဖြစ်သွားခဲ့တာလို့တယောက်စကားတယောက်ကြားပြီးတော့တီးခင်ရတယ်သေးသွားရင်မိခင်ကြီးရော တမီးတရာတာသူကိုယ်တိုင်စင်းုံလိုက်ပြီးတော့မဆောင်ရှောက်ခဲရလို့ဆိုရင်စွဲနဲ့တေးသွားပါလိမ့်မယ်။အရေးစိမ့်နေသူသေးပြီးနောက်ပိုင်းကိုဝင်းတဲ့တမီးကိုစင်းုံလိုက်ပို့တာနေမှာပုံ။အေးအဲ့ဒါငါနဲ့အတူ မောင်းဘက်ကိုဘဲဦးတို့ကြုံခဲ့ရ။ဟာမေ့နေလို့နောက်ထပ်တစ်ခုရှိသေးတယ်။အခုမှတတိယရယ်။ခုနဆက်ကွန်ကားခိတ်နာမှာငါသားနေတငယ်ချင်းသူ့စရာ၃ယောက်တရေ၆တာခံလိုက်ရသေးတယ်ကွ။ဖြေပုံကဒီလိုညနေ၃နာရီလောက်ခိတ်ပြန်ရောက်ပြီး ဂိတ်ဆုံးမေအပြုတ်မဂိတ်မှာကားမရှင်းတာနဲ့ရှိန်နာနေနေမောင်းသွားလိုက်တယ်။အဲ့ဒီမှာ89တကုံမြောက်ပိုင်းနဲ့တောင်ပိုင်းသွားတဲ့ကားဂိတ်ကလေးရှိနေ။အဲ့ဒီဂိတ်နားလေးမှာလေးလံကွာဆုံးဖြစ်နေလို့ကျေရာနဲ့ကာတာကွေ့လိုက်တဲ့ဆိုပါတော့ကားကဘာဖြစ်သွားနေမသိဘူး။ရုတ်တရက်ထုံးရံသွားတယ်။ဂီယာထုံးမရတော့ပဲရက်သွားတယ်။သူတို့ဆရာတပည့်နှစ်ယောက်လည်းကားပြင်တက်တဲ့လူတစ်ယောက်ကိုခေါ်ပြီးတော့အကြေးပေါ်ပြင်းကြတယ်။ဂီယာအောင်ကိုဖြုတ်ပြီးတော့ပြင်းကြတယ်။ ညာမိုးချုပ်တဲ့အထိပြေးလို့မပြီးသေးဘူး89 900လောက်လည်းတိမ့်ပြီသူတို့နီးနားမှာရှိတဲ့ဆိုင်တွေကလည်းပိတ်ကုန်ပြီအချိန်ကည8နာရီကျော်လာပြီဟိန်းစိုးကတငယ်ချင်းလိုက်တဲ့ကားပြတ်တယ်ဆိုလို့လာစကားပြောရင်းနဲ့အရက်တပင်းဝယ်ပြီးတော့သုံးယောက်သာထိုင်တော့နေကြတယ်ကားကိုမပြင်းတော့ဖြုတ်ထားတော့မြောင်းထိုင်ဆောင်ဖို့သာရှိတော့တယ်အင်အားထမင်းလာပို့ထားတဲ့အတွက်ထမင်းစားဖို့ပြင်းနေအရန်တောက်ပြီးမှထမင်းကြိုင်လာပို့တယ်ဟိန်းစိုးနင်းစားပြီလားမစားရသေးရင် ဝင်စားလိုက် စောစောကလာပို့ရင် အမီလုံးလို့ရတယ်။စားခဲ့ပြီးပြီ။ဘိုက်တင်းနေလို့အရက်တောင်မှနံပါတ်ကန်တောက်နိုင်တယ်။ငါအမဲသားမစားဘူးကွ။ငါတို့ရင်အမဲသားတိတ်ကြိုက်တာ။မကြခဏချက်ဖြစ်တယ်။ငါစီရလည်းအမဲသားမစားဘူးကွ။ကဲစရာကျွန်တော်စားနေတော့မယ်။အေးစားနေလိ။ငါခဏနေမှပဲစားမယ်။အင်ရကျက်သားနဲ့ဘူးတိလို့ပြောသွားတာပဲ။စားအောင်မလား။ငါဟင်းတွေယူဆောင်။ဟိမ့်ဆုံးအမဲသားမစားရင်ကျက်သားဟင်းယူစားလိကွ။ဟာကျွန်တော်ဘိုက်ကလက်မခံတော့ဘူး။ ထမင်းစားနေအချိန်က9နာရီခန့်ရှိပြီအနီးမှာမီးမရှိလို့အနည်းငယ်မှောင်နေတယ်ထမင်းစားနေစဉ်အဝေအစားဆုပ်ဆုပ်ပြက်ပြက်နေခေါင်းကိုဖုံးအုပ်ထားတဲ့ယောက်ျားတယောက်အနီးမှာလာရက်ပြီးလက်နက်ဖက်ရှေ့ကိုထုံလို့ထမင်းပေးဖို့တောင်းနေထုံးလာလေဘိုင်းဝသလိုဖြစ်နေညနာအောင်မမြင်ရပေမယ့်တောင်ရန်စားတော့သူတယောက်မှန်သိတာကြောင့်တရင်စာအဟောင်းနှစ်ရွက်ကိုထပ်ပြီးထမင်းပုံလိုက်ကထိုးပုံမှဟင်းဆိုင်နေကျန်တဲ့များများကိုပုတ်ထည့်ပြီးပေးလိုက်တယ်ဟင်းစုဟာအထက်အစင်းပေါက်ကို ကြောပေးတဲ့နေထောင်နဲ့ထိုင်နေတော့မှထိုလူကိုအမတ်တမင်လှည့်ကြည့်လိုက်ပြီးအရက်လက်ကြံကိုဆက်တော့နေတမင်တကြိုက်နေပါပို့တော့အကုန်ထည့်ပေးလိုက်တယ်ဒီလူကိုတစ်ခါမှမမြင်ဘူးပါမင်းကသူ့မျက်နှာကိုတွေးလိုက်လို့လားမတွေးလိုက်ဘူးသူ့လိုပုံတရံမျိုးအနီးနားမှာမတွေးဘူးလို့ပြောတာမင်းတမင်ဆိုင်မှာ တို့ဆရာကြံသေးလားဆရာစားတော့မလို့လားခရမ်းတိပြုတ်နှလုံးမေးကြံတော့တယ်တကွာသီးစိတ်တွေဒီတိုင်ထိုင်စားပြတ်တောင်ရပါတယ်ကွာကျန်တာပဲပေးငါးကြိုင်နေမှငါပြီးယူပါတယ် တို့စရာမေးခဲ့တာဖြစ်မယ်ဒရိုက်ဘာထုံးကပရင်ပေါက်နီနာမှာထိုင်ပြီးထမင်းဆိုင်ဖွင့်ကစားဖို့ပြင်နေထမင်းရောအာရပါရငုံစားနေစဉ်ကာဘီတကားပေါက်မှာလူတစ်ယောက်ရက်လာပြီးလက်နှဖန်ဖြန့်ကထမင်းတောင်းနေတောင်းတဲ့လူဟာအထက်ဆရာမပေါလမ်းပြန်ကတောင်းနေတာကြောင့်ထဲဆရာတွေခေါင်းလဲလို့ဘေးဘီကိုကြည့်လိုက်တယ်သတင်းဆောင်ကောက်ကိုတွေးလိုက်တယ်ထွန်းမင်းပြရသတင်းဆောင်ကောက်ကိုဒီဘက်ကိုလှမ်းပေးကွာသတင်းဆောင်နေရကျွန်တော်စုပ်ပြဲလိုက်ပြီငါလဲစုပ်မလို့ပါ ဦးထွန်းကသတင်းစာနေရွက်ခောက်ကထမင်းပုံမီဟင်းမြောင်းကိုလောင်းချလိုက်တယ်။အပိရေပါဆန်းပေးလိုက်ပြီးလရင်ပေါင်မှလူကိုကမ်းပေးလိုက်တယ်။ထိုလ်လူကလည်းထမင်းတို့ကိုယူပြီးထွက်သွားတယ်။အချိန်ရောက်9နာရီသားသားအလင်းရောင်ဖြော့ဖြော့သားရှိလို့ကားတွင်အလင်းရောင်ထက်အပြင်းမှမှောင်နေ။ထိုလ်လူလည်းထွက်သွားပြီးမှဦးထွန်းကတခုခုစဉ်းစားမိသွားတာကြောင့်ကားတကာမှကောင်းပြူလို့အပြင်ကိုကြိတ်လိုက်တယ်။ဟင်ဘလို့လဲဟ။အာရှိဘာဖြစ်လို့လဲ။ငါတို့တရေအချောက်ခံရပြီထင်တယ်။ ဟင်ဘဲရတရေလေငါထမင်းစားလို့ဒဇိုင်းကုံသွားတဲ့အချိန်မှာပဲကာရကာပေါက်ကရက်ပြီးတော့ထမင်းတောင်းလို့တရင်းဆောင်တောင်းပြီးထမင်းထည့်ပေးလိုက်တာကွအာဆွေထမင်းစားရင်နဲ့တရင်းဆောင်ဖတ်မယ်ထင်တော့ထမင်းတောင်းတဲ့လူကိုမတွေ့ပါမင်းတို့တကယ်မတွေ့ဘူးလားမတွေ့ဘူးဟင်းဆိုမင်းတွေ့လားမတွေ့ဘူးကွမင်းတို့သာမတွေ့တာဒီမှာကိုလုံးတဝက်တောင်ပေါ်နေတာအမတ်တမတ်မစင်းစားပဲနဲ့ငါထမင်းထည့်ပေးလိုက်တယ်ပြီးမှဒီလောက်ဘိုက်ပူရေကာရကာပေါက်မှာ တကူလုံးဝင်ပေါ်ဘာဟုခုပြီးတော့အပေါ်တက်တောင်းတာလဲလို့စဉ်းစားမိတာနဲ့ခေါင်းပြူပြီးကြိတ်လိုက်တော့ကားမင်းမှခုခံစရာခုံးဆုံလို့ဘာမှမရှိဘူးသမင်းတို့ယူသွားတဲ့လူကိုလည်းမတွေ့တော့ဥထုံးပြောတဲ့အတိုင်းဆိုရင်သူ့ရဲ့ကခုနှစ်ပေရှစ်ပေလောက်ရှိမှပေါ့ဒါဆိုစောစောကမင်းသမင်းစားတော့လာတောင်းတာလေဒီတရေပဲဖြစ်မင်းသူမျက်နှာမမြင်ရအောင်ဖုံးအောင်ထားငါးစီမှာတောင်းတဲ့တရေလည်းမျက်နှာဖုံးထားတာပဲဒါဆိုဒီမလေးရှားဗဒောက်ပင်မှာနေတဲ့တရေဖြစ်မင်း သူတို့ကားနီးမှာအုံအုံဆိုင်ဆိုင်နဲ့မလေးရှားဗရောက်ပင်ကြီးကိုတွေ့တဲ့အတွက်ထိုပင်ကတည်းထမင်းလာတောင်းတယ်လို့အားလုံးကယုံကြည်လိုက်တယ်။ကားကိုဆွဲလို့နေတာကွ။ဟဲ့ငါတို့ကြွေးတာစားပြီးငါတို့ကိုမချောက်နဲ့ကွ။ငါတို့နဲ့ဝေးရမှာနေ။ဟဲ့ကောင်လေးငါတော့မနေတော့ဘူးပြန်တော့မယ်။ဦးထွန်းကထမင်းဆိုင်ကိုပဲမရှိဘင်းကားပေါ်ကနေခုံဆင်းပြီး125ရက်ကွယ်ဘက်မှာရှိတဲ့လမ်းတွေစီကိုထွက်ပြေးသွားတာကြောင့်ဟင်းစိုးနဲ့ထွန်းလာတို့လည်း ကားပေါ်အောင်ခုံစင်ပြီး36ကိတ်ဘတ်ကိုပြေးသွားတော့ကားကိုတညလုံးပြစ်ထားပြီးမနဲ့လေးမှဦးထွန်ကားစီကိုရောက်သွားကားပေါ်မှာဘာပစ္စည်းမှမပြထမင်းကြိုက်များလေးထားခဲ့တဲ့အတိုင်းရှိနေမနဲ့မိုးလင်းတော့တားပြစ်သူဟိန်းဆိုလင်ဦးအေးလွင်ကိုညံ့ဦးထွန်တို့ဆရာတပည့်ကားဆောင်ရင်ထမင်းစားစဉ်တရေရောက်လာပြီးထမင်းတောင်းစားတဲ့အကြောင်းနဲ့ကားကိုတရေတွုံလုံးလို့ထွက်ပြေးခဲ့ကြတဲ့အကြောင်းကိုပြောပြရင်ပြီးခဲ့တဲ့နှစ်ကငါသက်မှတ်မောင်းနေလိုင်းပါလဲ ဘိုက်ကြီးတဲ့တရဲမှတတင်းဟိုးလေးကျော်ဖြစ်ခဲ့တယ်။ခီးတဲ့ရိမှတ်တိုင်းမှာကားဆောင်နေတဲ့အချိန်လိုင်းကနေစီမှတ်တိုင်းဝင်လူကကားရက်နေတဲ့ခီးတဲ့၄ယောက်ကိုပို့တိုက်မိသွား။ခီးတဲ့၃ယောက်ကတာမန်တန်းရရသွားပြီမင်း။ဘိုက်ကြီးတဲ့၁ယောက်ကကလေးပြတ်ကျသွားပြီ။စေယုံအပေါ်ရင်လမ်းပါပဲဆုံးသွားခင်။အဲ့ဒီဘိုက်ကြီးတဲ့ယောက်ကားဆောင်ရင်လည်းကားတိုက်ခမ်းရပြီးသေဆုံးသွားတဲ့အတွက်မကြွမလွတ်ပဲနဲ့ညာပိုင်းကားအတော်များများနဲ့ဆုံးကြတယ်။တရံမြို့ရေအောင်နောက်ဆုံးအခေါက်ဖြစ်တဲ့ အောင်စိုးဦးကောင်းမောင်ပြန်ခဲ့ညာ၈နာရီဝင်းကျင်မှာဘိုက်ကြီးတွေဆုံးသွားတဲ့အတွက်မတ်တိုင်အနီအရောက်မှာပဲမတ်တိုင်မှာဘိုက်ကြီးတွေနဲ့ယောက်ျားတစ်ယောက်ရက်ပြီးတော့ကားဆောင်နေတာကိုတွေ့လိုက်တယ်။အင်းဘိုက်ကြီးတွေကတော့စောင့်နေပြန်ပြီ။ကောင်းအနီမှာရှက်လိုက်တော့ဘိုက်ကြီးတွေကဝေဝါပြောက်ကွယ်သွားတယ်။ခီးကြီးတွေတယောက်ထဲတက်လိုက်။ဦးလီမတ်တိုင်မှာရက်နေတာတယောက်ထဲလား။အေးလေတယောက်တည်းမို့တယောက်တည်းတက်လာတာပေါ့ကွာကျွန်တော်ကနှစ်ယောက်ရှိတယ်လို့ထင်လိုက်လို့ အောင်စိုးဦးကကားပေါ်တက်လာတဲ့ခီးသည်ကိုမင်းနေစဉ်ကားပေါ်ပါလာတဲ့ခီးသည်အချို့ကသူတို့လည်းမြင်လိုက်တယ်လို့ဆုံးလိုက်အချို့ကမမြင်ဘူးလို့ဆိုကြတယ်ကားပေါ်ပါလာတဲ့စပယ်ယာကမမြင်ဘူးလို့ဆိုတယ်အဲဒီနောက်ပိုင်းဗိုက်ကြီးတရဲ့ဝိညာဉ်ရဲ့တရင်ကြီးလာတဲ့အတွက်ထိုအမှတ်တိုင်မှာမိသားစုနဲ့အနီးအနားလူများစုပေါင်းပြီးတော့ဖုန်ကြီးပင်ပရိတ်နာခြင်းပြုလုပ်ခဲ့ကြတယ်အဲဒီနောက်ပိုင်းဗိုက်ကြီးတရဲ့ဝိညာဉ်တရဲ့မှနဲ့ဆုံးနေဆိုတဲ့တရင်စကားမကြားတော့ဘူးလို့ငါသမန်အောင်စိုးဦးကပြောတယ် အရဲဝိညာဉ်ဆိုတာကလေလူတိုင်းယဉ်ကြတာမဟုတ်ဘူး။သူမြင်စေခြင်းနဲ့တူကံလေးနဲ့လူလက်ပြလာတဲ့လူတွေပဲမြင်နိုင်တယ်လို့ကြားဘူးတယ်။ကဲစကားပြောလို့တော့ကောင်းပါလေ။ငါတပင်ရွှေထီးလန်းလေးကိုသွားစရာရှိသေးတယ်။ငါအခုမြင်သားမနေ။တမီးတို့နဲ့အတူတူနေတယ်။ကဲငါရှင်းလိုက်မယ်။ဟာသွားစရာရှိတာသွားပါ။ကျွန်တော်ချင်းပါပေါ့။ကျွန်တော်ကိုတရေဇလန်ပြောပြတဲ့အတွက်ကျေးဇူးတင်နေနေတိုက်ရှင်လို့ပါ။ကဲဒါဆိုလဲနောက်တစ်ခေါက်မှငါမင်းကိုတိုက်တော်မယ်။ ပြပြောဆူဆူနဲ့ထားထွက်သွားတဲ့အတွက်ကျွန်တော်လည်းပတ်စံရှင်ပြီးကာမတိုင်ကိုထွက်လာခဲ့တော့တယ်။ဟုတ်ကဲ့ပါပရိသတ်များရှင်ဇလန်းတော်ဒီမှာပဲပြီးဆုံးသွားပါပြီ။စုံဒီနာဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။